မွန်တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ဒီဘွားရောကြီးနည်းနည်းလေးတော့ပြောမယ်နော်သူထိုင်းလူမျိုးတော်မများလဲတိတယ်တိလားမွန်လို့ပြောသူတို့နားလေတယ်တိတ်ပြီးတော့နေဖာရမီးမလောင်နဲ့နေ့ကနေကြောက်ရောင်စရာစီရောင်စိန်ရောင်စရာစီရောင်အဲ့တော့မကျေနပ်ဘူးထပ်ပြီးဆွေးနွေးခြင်းသေးတယ်ဆိုရင်အဲ့တရားရုံးမှာဆက်ပြီးဆွေးနွေးမယ်အမမုံကျမကတရားရုံးမှာဆွေးနွေးဖို့စာပို့ပေးရမလားဒီအမကြီးအပို့ပြီးဆွေးနွေးမလားအားလုံးမင်္ဂလာပါဗျာဒီ Immokey YouTube channel ကြိုဆိုလိုက်ပါရယ်ဒီရဲ့ disservice မဲ့တင်ကြ ဆီယမ်အေးအမွန်တင်ကိုတဲဆော်လိုက်တဲ့ဒီမျိုးသားရဲ့ B file လေးကိုပြတ်တက်တယ်ဆက်ပြီးတော့မှဖြစ်ပါတယ်။ဒိုင်းလိုက်ရဲ့နဲ့ပတ်သက်ပြီးတော့ဒီတဲဆော်ထားရတယ်ပေါ့နော်။ဒါကတော့ဒီ live မှာပွဲလေးဖြစ်နေပြီ။ဟုတ်ကဲ့ဒီ B file လေးကိုတိဆက်ပြတ်တက်ပြီးမှမကျော်ဘူး B file လေးကိုဆုံးတိုက်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ရှင်ပါတယ်။ဒီကိုပါလေးပြောထားလဲကျွန်တော်တို့အတူ like ကြည့်ရအောင်။ ရန်နောက်နေပြီတိလားထိုင်းနိုင်ငံမှာကွယ်မွန်တိုင်းရင်းသားတွေကိုထိုင်းလူမျိုးတွေကတွေ့လို့စီရင်မော်ကွယ်တို့ဘာလူမျိုးလဲလို့မေးတယ်တယ်မွန်တိုင်းရင်းသားတွေကပြောတာပါမွန်ဆိုပြီးပြောတာပေါ့နော်အဲ့ဒါကိုသူကဆောင်နေတာပေါ့နော်ဘာဖြစ်လို့မြန်မာဆိုပြီးမပြောလဲပေါ့ထိုင်းနိုင်ငံမှာပေါ့ကွယ်မွန်တန်ယုံဆိုတာစီလာပေါ့နော်ထိုင်းနိုင်ငံနဲ့ဇက်တစ်ခုမှလေးဟဲ့နော်ဟိုဘက်ကန်ဒီဘက်ကန်ပေါ့လေနော်တချို့ထိုင်းလူမျိုးတော်တော်များများလဲတိတယ်တိလားမွန်လို့ပြောသူတို့နားလေတယ်ရဲ့နော်အဲ့ဒီဟိုဘက်ကန်ဒီဘက်ကန်ဆိုလို့စီရင်တော့မြန်မာဘက်ကန်နဲ့ဒီဘက်ကန်ဆိုလို့စီရင်သူတို့တွေကဆွေမျိုးလဲတော်ဆက်တယ်ရာဇဝင်နေလဲစီတယ်တချို့မွန်တန် ရင်သားလေးဆိုလို့စီထိုင်းတိုင်းရင်သားလေးတော့ရတာကြားတယ်ကြားလားနေတိတ်ပြီးတော့နေဖာရန်မီးမလောင်နဲ့နေရနေကြောက်ရောင်စရာစီရောင်စိန်ရောင်စရာစီရောင်ရဲ့နော်နေဖာရန်တိတ်ပြီးမီးမလောင်နဲ့ပြောလိုက်လို့စီလားအမှန်တရားအတွေ့တို့မြန်မာလူမျိုးအတွေ့အဲ့ဒါဆိုကျမပြောတယ်စကားကိုဗီဒီယိုကိုတေးသေးချာချာရေးရေးလေးလေးနားမထောင်မင်းနဲ့ကျမကိုမလေးဘာလဲဘာလဲလို့မေးတာမြန်မွန်လို့ဖြေတာဘာစူးစမ်းလဲဆိုတာ နိုင်ငံသားမှာနိုင်ငံသားမှာမြန်မာပြည်မှာဆိုရင်တော့ဟုတ်တယ်ဘာလူမျိုးလဲဆိုကရင်မွန်ဒီလိုပြောမှာဒါပေမဲ့နိုင်ငံသားမှာကျတော့ဟေးမြန်မာလားလို့မင်းဟုတ်တယ်မြန်မာငါတို့နိုင်ငံသားလားဒီလိုစိတ်နဲ့မေးကြတာဟုတ်တယ်နော်တိလာဒီလိုစိတ်နဲ့မေးကြတာမင်းကြည့်နိုင်ငံသားမှာနိုင်ငံသားမှာတယောက်နဲ့တယောက်နဲ့တွေ့ကြလို့မေးကြတယ်ဆိုတာဟေးမြန်မာလားလို့မင်းလားမြန်မာနိုင်ငံသားလားလို့ဒီလိုစိတ်နဲ့မေးကြတာ ကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှောင်းမင်းတာမဟုတ်ဘူးဆက်လက်နဲ့ရှင်းပြပြီနော်ကျမတို့ဆိုဒီလိုပဲထိုင်းသွားတယ်ပေါ့ဥပမာထိုင်းရပုံများတယ်လေဟာကလေးတွေတွေ့တယ်ဆိုလို့ရှိရင်လေအိုးကြီးဒီမှာမြန်မာကလေးတွေတွေ့တယ်ဆိုကျမတို့ကလေအတင်းခေါ်ပြီးကိုယ်နိုင်ငံသားကလေးတွေဖြစ်ကြတာမဟုတ်ဘူးတွေပေးတယ်ကျမတို့အတခါတည်းစိတ်ခွန်အားတွေပေးတယ်မြန်မာလားဆိုတာနိုင်ငံသားကို ကိုစားပြုပြီးမေးတာနိုင်ငံသားမှာ မြန်မာပြည်မှာမင်းရယ်ဆိုရင်တော့ဟုတ်တယ်။တင်လာတီတီချာချာဗီဒီယိုကိုဂါဂါနာနာအချမကြညာစီသူထမယ်အန်ဒီရေနော်သူထမယ်အန်ဒီသူထတဲ့သူထတော်သူလောက်တတ်တာမရှိတော့ဘူးဘယ်ပွဲဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြေရှင်းတယ်နောက်ပြကြရင်သူမဟုတ်ပါဘူးကွယ်ကဲနောက်ပြကြရင်သူမဟုတ်ပါဘူးဆိုတော့ evidence တမောက်ယူလာခဲ့ နောက်ပြီးကြရင်ကျမကပြောပြီးသမျှစကားတွေကိုနောက်ပြီးကြရင်သူမဟုတ်ပါဘူးဆိုတဲ့ evidence ကိုယူလာခဲ့ evidence မပြနိုင်ရင်တရားရုံးကစကားပြောမယ်ကျမတကြံအမြောက်မဟုတ်ဘူးနော်အယ်မွန်တင်းတမိုင်းကြောင်းကိုစုံစမ်းကြည့်လိုက်အယ်မွန်တင်းကတကြံအမြောက်မဟုတ်ဘူးအာချောင်ပြီးတော့မှအာအာရရအာချောင်နေတဲ့သူမဟုတ်ဘူး social ပေါ်မှာကျမရက်တည်နေတဲ့အနေထားတရက်ဟာကျမကြောင့်မလို့ဘယ်စကားအစိမ့်မှကျမမခက်ခဲ့ဘူးဘူးဒါကမှန်တယ်ဗျာနော် ိသူတက်လို့ကျမကိုပြောတာဒီကျမကယ်ရီယာကျမတက်ကျွမ်းတဲ့ပညာကိုကျမတကယ်တက်လို့ကျမတကယ်ပြောတာလေးစားဖို့ကောင်းတယ်ဗျာနော်ဟုတ်လားဆိုတော့အချင်းချင်းကိုရင်းကတိကြလို့မလို့အချင်းချင်းညပြောကြလို့မလို့ဆိုလို့ရှိလို့ရှိရင်တော့ဗမာလားလို့မင်းတော့ဗမာမဟုတ်ဘူးကချင်း၊ကရင်၊ကရင်ချင်းဒီလိုဖြစ်မှာပေါ့။ဟေးမြန်မာလား။ဟေးမြန်မာတော့မြန်မာလားဆိုရင် နိုင်ငံကိုမေးတာပါလူမျိုးကိုမေးတာမဟုတ်ပါဘူးအဲ့တော့ကျမတို့တွေကဘာဖြစ်လို့လူမျိုးဆွေးတွေအရန်အဆွဲကြီးတာလဲဘာဖြစ်လို့လူမျိုးဆွေးတွေအရန်အဆွဲကြီးတာလဲကျမတို့တွေကအကုန်လုံးသသွင်းနဲ့သပါးနဲ့တနိုင်ငံထဲမှာနေတဲ့လူတွေပဲမဟုတ်ဘူးလားကျမတို့တရုတ်မှာဆိုလဲလူမျိုးခွဲတွေအများကြီးရှိတယ်ဟုတ်လားကလားမှာဆိုလဲလူမျိုးခွဲတွေအများကြီးရှိတယ်ကျမတို့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ပင်မလူမျိုးကြီးရနေပြီးတော့မှကျမတို့လူမျိုးခွဲနေအများကြီးရှင်ဒါပေမဲ့ကျမတို့ကနိုင်ငံကိုစားပြုတဲ့လူမျိုးနိုင်ငံကိုစားပြုတဲ့နာမည်ကိုပဲသုံးပါတယ်အဲ့တော့ဗမာဆိုတာကလည်းနော်ဗမာဆိုတာကလည်းကချင်ကရင်ကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဗမာမြန်မာဆိုတာကနိုင်ငံမှာပြည်အောင်စုမြန်မာနိုင်ငံတော်ကြီးမြန်မာဆိုတာနိုင်ငံမှာ အဲ့တော့ကျမတို့ကနိုင်ငံသားမှာတွေ့ကြတယ်ဆိုမြန်မာလားဆိုတာကိုယ်နိုင်ငံသားတွေကိုဒီလိုမျိုးမီးတာပါလူမျိုးကိုသိချင်တာမဟုတ်ဘူးအဲ့တော့ဘာဖြစ်လို့ဒီတိုင်းရင်းသားဝါဒဆိုရင်ယူအရန်ဆွဲကင်ထားရတာလေဟုတ်လားကျမတို့တွေကတယောက်နဲ့တယောက်နဲ့ယဉ်ကျေးမှုတွေဖလှယ်ပြီးတော့မှကျမတို့တွေရှောင်းခေါက်ဆွဲဆိုလဲကြိုက်တာပဲကျမတို့ဆိုကရင်ကရင်တာလဘောဆိုလဲကြိုက်တာပဲဟုတ်တယ်နော်ဟာမွန်နေရဲ့ငနဲ့ဟင်းဆိုလဲကြိုက်တာပဲကျမတို့တွေ ုတ်လားရှမ်းကခေါပုတ်ဆိုလဲကြိုက်တာပဲလीကျမတို့တွေကသသွင်းနဲ့သသားနဲ့တနိုင်ငံနဲ့ရလူတွေမဟုတ်ဘူးလားချစ်ခင်စည်းလုံးရမှာမဟုတ်ဘူးလားအဲ့တော့ငါတော့မော်မလို့ငါတော့ကရင်မလို့ရခိုင်မုတ်တီကျမတို့ကြိုက်တာပဲမဟုတ်ဘူးလားဟလာငါတို့ကတော့ကချင်မလို့ငါတို့ကတော့ကြင်ရမလို့အဲ့လိုလေလက်သီးလက်မောင်းတန်းနေစရာဘာလို့လို့လဲအဲ့ဒါတွေကိုကပဲရပဲနဲ့ကတ်တွတ်ပြီးပြောနေစရာဘာလို့လို့လဲမြန်မာလားမြန်မာဟုတ်တယ်မြန်မာနိုင်ငံသား ဒါဆိုရင်ကျမမေးပါဦးမယ်အဲ့နိုင်ငံညာသွားတဲ့သူတွေနိုင်ငံညာမှာအလုံးလုံးနေတဲ့သူတွေဘာ passport ကိုကင်ထားတာလဲဘယ်နိုင်ငံတော်အလန်နဲ့ဘယ်နိုင်ငံတော်တစိမ့်ပါတဲ့ passport ကိုကင်ထားတာလဲကဲအဲ့တော့ကျမကရင်ကျမနိုင်ငံညာမှာကျမကအကြောင်းတစုံတရာဖြစ်တယ်ဆိုရင်ငါကရင်လို့ပြောလို့ရလားပြောလို့မရဘူးမြန်မာဟုတ်တယ်နော်မြန်မာမြန်မာငါမြန်မာဟုတ်လား 我跟你说，打表龙伢，我这帮人办正看嘛不？哎 <noise> 呦，西藏、米 <noise> 差，南伢也差嘛？怎么了呀？南伢哥差表嘞，都弄我呗，都弄阿们。干嘛？阿长得送这呀，新来人，南伢也干过莫过呀嘛。好了，南伢也干过个伢嘛？哎呦，怎么着呀？ မကချင်းကရင်ကညာနိုင်ငံသားမှာပြဿနာတစုံတရာတက်ရင်ဘယ်နိုင်ငံသားအနေနဲ့ပြဿနာဖြေရှင်းရလဲဘယ်နိုင်ငံသားအနေနဲ့နာမည်ဆိုးထွက်လဲမြန်မာနိုင်ငံသားဟုတ်တယ်နော်ဟုတ်လားရုပ်တရက်နားထောင်လိုက်ရင်မှန်တယ်လို့လို့ ਨੇ မြန်မာနိုင်ငံသားမုံလူမျိုးဒါပေမဲ့ကျမတို့ကရေးစားမိကြမှာတယောက်နဲ့တယောက်နဲ့မေးကြတယ်ဆိုဟဲ့မြန်မာလားဆိုမြန်မာပဲပေါ့ နိုင်ငံကိုပြောတာလေအဲ့ဒါနိုင်ငံကိုမေးနေသူကလည်းနိုင်ငံကိုကိုစားပြုပြီးမေးတာပြီးတော့မှတိုင်းဟုတ်တယ်ကျွန်မမွန်ကျွန်မကရင်ကျွန်တော်ဆိုမလို့အဖဲနေတော့ကျွန်တော်တို့ကရင်မှာကရင်မှာကျွန်တော်တို့ဆိုမလို့အဖဲနေတော့မပြောဘူးဟုတ်လားအဲ့တော့ passport နဲ့သွားတဲ့သူတွေဆိုရင်မြန်မာနိုင်ငံ passport နဲ့အကြောင်းတစုံတရာရှင်မြန်မာတန်ယုံနဲ့ပဲမြန်မာနိုင်ငံတော်ဆိုင်ရာတန်ယုံနဲ့ပဲကျမတို့ကဆက်သွယ်ပြီးလုပ်ရတယ်။อืมတည်ထားတင်တယ်နော်ဘုသူတာတွေလည်းရပါတယ်။ဟုတ်လား။ No အဲ့တော့ကျမကိုနာစီဒုထမိုင်အန်ဒီရေနော် အာသူထတိသူထတော်သူလတ်တက်တာဟုတ်မရှိတော့ဘယ်ပွဲဆိုသူပါကဲပဲနော်ဆိုသူဖြည့်ရှင်းနေနောက်သူကြောင့်သူမဟုတ်ပါဘူးကွယ်ကဲဘာလူမျိုးလဲမိတာလေနော်ဆိုတော့ကျမပြောတာကဆွေးနွေးလို့ရတယ်အဆင့်တန်းရှိရှိဆွေးနွေး personality ကျမတို့တိုက်ခိုက်လို့မရဘူး အဲ့တော့ page တွေကနေပြီးတော့မှဘယ်နာမည်မဖော်ဘဲနဲ့ page အတူတွေနိုင်ငံခြားကနေထားတဲ့ page တွေကနေပြီးတော့မှ personal တိုက်ခိုက်တာတွေကိုအတူယူပြီးတော့မှရုပ်ကြီးအတန်ကြီးနဲ့ကျမတို့ personal တိုက်ခိုက်ရင်တရားရုံးရောက်သွားမယ်နော်တရားရုံးရောက်သွားမယ်ကျမ career မှာကျမကျွမ်းကျင်တယ်ကျမတိလို့တက်လို့ပြောနေတာအဲ့တော့ဒီလောက်ပြောတယ်ဆိုရင်တော့မှ social မှာကျမတန်းစင်းပြီးပြောနေရပြီ။ အဲ့တော့မကျေနပ်ဘူးထပ်ပြီးဆွေးနွေးခြင်းသေးတယ်ဆိုရင်တရားရုံးတရားရုံးကိုချိန်လိုက်တရားရုံးမှာဆက်ပြီးဆွေးနွေးမယ်ဒါမှမဟုတ်ကျမကတရားရုံးမှာဆွေးနွေးဖို့စာပို့ပေးရမလားကဲဒီအမိုင်းစာပို့ပေးရမလားပေးပြီနော်စာပို့ပြီးဆွေးနွေးမလားကိုလောစေတော့ဒီအမကြီးကတာဘရီဘိုင်ဖြတ်ပြီးပြေးပြီဗျာနော်မရှိတော့ဘူးလိုင်းဝန်မှာတော့ကျမက personal ဒီလိုမျိုးပုံစံနဲ့ကျမက personal လာမတိုက်ခိုင်းနဲ့ကျမက တိုင်းပြည်နဲ့လူမျိုးတယောက်နဲ့တယောက်နဲ့ချစ်ခင်ကြဖို့ပြောထားတဲ့ဗီဒီယိုဖိုင်ဒီဗီဒီယိုဖိုင်ကကျမလူမျိုးရင်းအစိတ်ခတ်ပြီးပြောထားတဲ့ဗီဒီယိုဖိုင်မဟုတ်ဘူးတိုင်းရင်းသားအချင်းချင်းချစ်ခင်ကြဖို့နိုင်ငံကိုချစ်ဖို့လူမျိုးကိုချစ်ဖို့ကျမကကိုယ်နိုင်ငံကိုစားပြုတဲ့တိုင်းရင်းသားလူမျိုးတွေဆိုတဲ့အကြောင်းအရာကိုရှင်းပြထားတာကျမလူမျိုးရင်းသွေးခွဲစကားပြောထားတဲ့ post မဟုတ်ဘူးတရားရုံးမှာရှင်းစင်သလား ပြောဟမ်ဒီအမကြီးတရားရုံးမှာရှင်းညင်သလားလို့ပြောတော့နေရာတကာပါတယ်ကိုစကားကိုကိုတာဝန်မြူနိုင်မှုအယ်မွန်တင်ပြောခဲ့တဲ့စကားလုံးတိုင်းအခုချိန်ထိ online ပေါ်မှာ social ပေါ်မှာအကုန်ရှိတယ်ဟုတ်တယ်ဗျာနော်ဒါကတော့ထောက်ခံတယ်စင်းလို့ဝါလို့နဲ့စကားကိုပြောခဲ့တာတခွန်းမှမရှိဘူးကျမပြောခဲ့တဲ့စကားလုံးတိုင်းဒီကျမပြောလိုက်တဲ့ video တိုင်း video တိုင်းမှာတခွန်းမှ ်ညာမရလိုက်ဖဲနဲ့အလွတ်အာအာရရအာချောင်ကြီးပြောလိုက်တဲ့ဟာတခုမှမရှိဘူးအတွေးခေါ်ဖြစ်စေအသိအမြင်ဖြစ်စေဘဟုတုတာဖြစ်စေတခုခုပါသွားအောင်ကျမအမြဲပြောတတ်တဲ့သူမျိုးဒီဗီဒီယိုဖိုင်ရဲ့အစအဆုံးဟာလေနိုင်ငံဆိုတာဘာလူမျိုးဆိုတာဘာအဲ့တော့နိုင်ငံသားမှာဆိုရင်နော်ဘယ်လိုဆိုရင်ဟာကို ကျမကရှင်းပြထားတာအငင်းပွားစရာမရှိအောင်လို့ ချက်လက်နဲ့နော်အဲ့လိုမျိုးတစ်ဖက်စွန်းရောက်တည်ကြမလို့မူရင်းရေးထားတဲ့စာရင်းသူတော်မှပဲသူ့ post ကိုဖျက်လိုက်ရတယ် why me အဲ့လိုမျိုးတွေဖြစ်လုံးအကြီးလို့ဒါပေမဲ့ကျမတို့တွေကဘလို့ပဲဖြစ်ဖြစ်အခုဆိုရင်ကလေးတွေနိုင်ငံညောင်းအရန်သွားတဲ့အချိန်မှာကျမတို့တွေက white ဖြစ်အောင်ကလေးတွေကိုတင်ပေးလိုက်ရမယ်အမြင်ချင်းမြောင်းလို့မရဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်ကျမတို့ကနိုင်ငံကိုကိုစားပြုပြီးဖြည့်တာဒါလင်းကျမတို့ကတခုခုဖြစ်လာရင် အကာအကွယ်ဒီနိုင်ငံရဲ့အကာအကွယ်ကိုရရှိမယ် ။ဟုတ်ကဲ့ပါမြေရီကျွန်တော်ပြီဖိုင်လေးကတော့ဒီလောက်ပါပဲ။ဒါကတော့ဒီဆမ်မိုင်းရဲ့အမွန်တင်ကိုတက်တက်မတ်တာပွဲရှာထားတဲ့ဒီပြီဖိုင်လေးနဲ့ပတ်သက်ပြီးဆမ်မိုင်းရဲ့အမွန်တင်ကချက်လက်နဲ့ပညာသားပပပြန်စော်လိုက်တဲ့ပြီဖိုင်လေးကိုဒီဆက်ပြတ်တာပြသွားဖြစ်ပါတယ်။မကျေနပ်ရင်တရားရုံးကနေဒီဒဲလာရှင်ဆိုပြီးတော့လည်းဒါဆမ်မိုင်းရဲ့အမွန်တင်ကဒီစိန်ခေါ်လိုက်တယ်ပေါ့နော်။ဒီမြို့သမီးကတော့အခုဆိုရင်သူတင်ထားတဲ့ view file ကိုပါဖျက်ပြီးပြေးပြီးပြန်နော်။မိမလူလူယောက်ျားလူနဲ့ပြဒီဘန်လေးကြည့်ပြကျွန်တော်မိတ်ဆွေတွေမျိုးလဲပိုးသူတဲ့သင်ခန်းစာတစ်ခုရရှိလိမ့်မယ်လို့မြင်နေပါတယ် ဒီဘိုင်းလည်းအများသူငါတည်ရလို့ line share လေးပြုလုပ်ပေးဖို့တောင်းဆီချင်ပါတယ်နောက်ထပ် sell လေးတွေနဲ့ attention ရှာမယ်ဆိုရင်လည်းဒါအသေးချာလေးသေးလာတုံးတက်ပြီးမှဒါ attention ရှာသေးချင်ပါတယ်ဟုတ်ကဲ့ဒီဘိုင်းလည်းပတ်သက်ပြီးတော့အမျိုးရဲတီမီဆက်ချက်ကိုလည်းကျွန်တော် comment မှာ message ရေးပေးကလေးရလို့ဝေဖန်ချက်ပြုနေပါဗျဒါကတော့ဒီဆီယမကြီးအမွန်တင်ကိုဒါစိန်ကော်ဒါရဲ့သူတွေကိုဒါဆီယမကြီးအမွန်တင်ကပြန်ပြီးတော့ပြန်လဲခြေပပြီးပညာသာသာပပတက်ကစ်လိုက်တာပေါ့နော်ထက်တဲ့တရေရရှိလို့ရှိရင်လည်းထက်တင်ပေးပါအောင်မယ်ဗျဘာ channel RPG ရှုသူတွေအချင်းချင်းကြီးမြတ်တင်ပါတယ်နောက်ထပ်ပြီးမှပြန်ဆောင်ကြမယ်